အဲဒေါ်လန်ပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်ပျော်စရာသတင်းလေးတခုပြောပြမယ်ဗျเนาะဘာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုသတင်းကိုပြောတဲ့အချိန်မှာကျွန်တော်ဒီအောက်မှာဓာတ်ပုံတွေတော့ထည့်လို့ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ TikTok social media နဲ့ညှိတယ်ဖြစ်တဲ့အတွက်လက်နက်တွေပါတော့တို့မပေးတင်ဘူးဗောเนาะတကယ်လို့အဲ့ဒါကြီးကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော် Facebook အဲချခဲ့ပေးပါတယ်အဲ့ဒီ Facebook မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျအဲပြောချင်တာကသတင်းကောင်းဆိုတော့ကကလေးကန့်ကောဖလန်းနဲ့တီးတိမ်မြုပ်နယ်တို့မှာစစ်တပ်နဲ့ဒေါ်လာရေးမဟာမိတ်အကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပြီးတော့ အကြံဖက်စစ်တပ်ဘက်မှဘုံမူဘူကြီးအပါဝင်စစ်ခွေတရားဝန်းကျင်တည်ဆုံပြီးတော့စစ်တုံးပန်းတချို့နဲ့လက်နက်ခဲရင်အများအပြားတိုက်ပတ်ရရှိခဲ့ပါတယ်။ဒါအကြံဖက်စစ်တပ်ကနေပြီးတော့ချင်းပြည်နယ်အတွင်းကိုထိုးဖောက်ဝင်ရောက်ရင်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လန်ရေးတပ်များနဲ့မဟာမိတ်တော်လန်ရေးများတပ်များကပူးပေါင်းကုကံတိုက်ခိုက်ခဲ့တဲ့အခါမှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့စစ်တပ်ဘက်မှဘုံမူဘူကြီးအပါဝင်တရားဝန်းကျင်တည်ဆုံတယ်လို့ကျွန်တော်တို့သိရပါတယ်။ချင်းပြည်သားတပ်မတော်နဲ့ဒေသကဒေသ ဒေတန္တရကာကွယ်ရေးတပ်ဖွဲ့များနဲ့ဖွဲ့စည်းထားတဲ့ချင်းလန်းအစိုးရတပ်ရဲ့စစ်ကြောင်းတစ်စစ်ကြောင်းနှစ်တို့ကလည်းအကြမ်းဖက်စစ်တပ်ကိုကလေးမြို့နယ်ဂန့်ကုံမြို့နယ်ဖလန်းမြို့နယ်တိတိန်မြို့နယ်တို့မှာတိုက်ခိုက်ခဲ့တာနော်ဒါကြောင့်မို့အကြမ်းဖက်စစ်တပ်ကနေပြီးတော့ဗိုလ်မှူးဗိုလ်ကြီးအပေါ်ပင်ခွေးအကောင်တရာကျော်မာရကီယာသွားတယ်လို့ကျွန်တော်တို့သိရပါတယ်ဗျအဲကျွန်တော်ဒီဗီဒီယိုလေးမှာအဲကျွန်တော်ဓာတ်ပုံတွေတော့ခြားပြလို့မရဘူးဒါပေမဲ့ဓာတ်ပုံတွေဘာတွေကြည့်ကျင်တယ်ဆိုတော့ကျွန်တော်အခုခြားခဲ့ပေးတယ်ဖေ့စ်ဘွတ်မှာလာရောက်ပြီးဆက်သွယ်ပြီးကြည့်လို့ရပါတယ်ဗျ